Hi, it's me, PCP. ဒီဗီဒီယိုလေးမှာတော့ခုတလောအဖြစ်များနေတဲ့အေးမီဖြာနာချန်တွဲဆောင်ရံရှောင်းရံချက်လေးတွေကိုပြောသွားမှာဖြစ်ပါတယ်။အခုတလောနေရန်ဖူလိုက်ရုတ်တရက်ကြီးမိုးရွာလာလိုက်ဖြစ်တဲ့အတွက်ကြောင့်မို့အေးမီရဲ့လူတွေဖြာနာရဲ့လူတွေကအရင်မဲများလာပါတယ်။ ဲ့တော့တကယ်လို့များကိုကလည်းအလိုမျိုးအေးမိဖြားနာနေရဒါမှမဟုတ်ကိုနီးနားမှာရှိတဲ့လူတွေအေးမိဖြားနာနေရဆိုလို့ရှင်တော့အခုပြောပြသွားမယ့်အချက်လေးတွေကိုလုံးလို့ရပါတယ်အေးမိဖြားနာပြီဆိုလို့ရှင်အေးဝါအေးပြီးတော့ဟာရရှိတဲ့အစားအစာရိစားပေးတာကတော့မဖြစ်မနေလုပ်ရမယ့်အရာပဲဖြစ်ပါတယ်တကယ်လို့ကိုကဆေးရီမတောက်ချင်ဘူးအရန်လဲဆိုဆိုရအောင်မဖြစ်ဘူးပေါ့နော် ည်းနည်းပပပဲဖြစ်တယ်ဆိုလို့ရှိရင်တော့အိမ်မှာပဲကျက်စုပြုတ်တောက်တာမျိုးနောက်ဂျင်းပြုတ်ရေပေါ့နော်ဂျင်းပြုတ်ရေတောက်တာမျိုးတောက်လို့ရတယ်ဂျင်းပြုတ်ရေဒီတိုင်းမတောက်ချင်ဘူးဆိုရင်ပြားရေထောင်မှုထည့်ရလို့အချိုရဲရလေးထည့်ပြီးတော့လည်းတောက်လို့ရတယ်ချက်ပေါင်းရေလည်းတောက်လို့ရပါတယ်တကယ်လို့နှာခေါင်းပိတ်တယ်ဆိုလို့ရှိရင် ရေနှင်းငွေရှူတာမျိုးလို နောက်လေချောင်းနာ channel ဆိုလို့ရှိရင်စာရေးနေပေါ့နော်ပလုတ်ချင်တာမျိုးလေးတွေအဲ့ဒါမျိုးတွေလုပ်ပေးလို့ရပါတယ်အပြင်သွားမှဆိုရင် max တက်ထားတာတော့အကောင်းဆုံးပါပဲအကိုကအပြင်သွားတဲ့အချိန်မှာလေးရဲမှရှိတဲ့ကူးဆက်နိုင်တဲ့ပိုးတွေကကိုစီကိုမဝင်နိုင်အောင်လို့မတ်စတာထားခောင်းပါရဲ့။နောက်ကိုကဖျားနေတယ်ဆိုလို့ရှိရင်ကိုစီအရောကပိုးတွေတခြားလူစီကိုမကူးသွားအောင်လို့မတ်စတာထားတာတော့အကောင်းဆုံးပါပဲ။ ထားအပြင်တစားရည်ကိုလည်းတောက်ပေးတင်ပါတယ်ဒီလိုမျိုးနေမကောင်းဖြစ်တဲ့အချိန်မှာရေးတဲ့ပြိနေဖို့ကအရေးကြီးတဲ့အတွက်ကြောင့်မလို့တစားရည်ကိုလည်းတောက်ပေးရပါမယ်ကိုဗူရာတက်ကိုဆေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့ပါရာစီတမောင်900မီလီဂရမ်ကိုတောက်လို့ရပါတယ်။ဒါမှမဟုတ်နှာစီးတာအချောင်းဆိုးတာပါပါတယ်ဆိုရင်တော့ကိုတက်ဘလက်လို့ ဆေးမျိုးတွေတောက်လို့ရပါတယ်ကိုတက်ဘလက်ဆိုတော့အေးမီဖြားလာတာအတွက်ကိုပဲတီးတန့်ထုတ်ထားတဲ့ဆေးတွေကိုပြောတာပါအာဆေးကွက်ထဲမှာဆိုရင်တော့ Mr. Grip နော် Fluza Tiffy စသဖြင့် brand တွေအမျိုးမျိုးနဲ့ရှိပါတယ်ကိုနဲ့အဆင်ပြေတဲ့ brand ကိုဟိုရွေးချယ်ဝယ်ပြီးတော့တုံနိုင်ပါတယ်ဒီဆေးရေတောက်တဲ့အခါမှာတခုတတိထားမှာကခုတောက်ပြီးမတက်တာလို့နောက်ထပ်တစ်လုံးထပ်တောက်တာမျိုးလုပ်လို့မရပါဘူးဒီဆေးတွေက တစ်လုံးတောက်ပြီးသွားရင်အနည်းဆုံး၄နာရီနဲ့6နာရီလောက်ခြာပြီးတော့မှနောက်ထပ်တစ်ချိန်တောက်လို့ရပါတယ်။တကယ်လို့များကိုကကိုထပ်ဆက်ကိုတောက်တာဆိုရင်ပါရာစီတမောကိုထပ်ပြီးရောတောက်เสียမှာမလို့ပါဘူး။ကိုထပ်ဘလက်တွေမှာပါရာစီတမော900မီလီဂရမ်ပါပြီးသားဖြစ်ပါတယ်။နေမကောင်းဖြစ်တာကရက်ချာနေမယ်အဖျားကလည်းမချဘူးဆိုရင်တော့ဆရာမောင်နဲ့တော့ပြတတ်မှာ။ကိုယ်တော်နဲ့ကိုပုသစီဝတ်တောက်တာမျိုးမလုပ်ဘူးလေ။ တတိပေးချင်ပါတယ်ပြပြပေးထားတာတွေကတော့အသက်၁၂နှစ်ထက်လူကြီးတွေအတွက်ကိုပဲရည်ရွယ်ပြီးတော့ပြပြပေးထားတာဖြစ်ပါတယ်။ Thank you for watching. Stay tuned for more hair and beauty tips.